ိမ်မနေရင်အပြင်းပြေ online game နဲ့ကစားရင်ပတ်စံလေးရနိုင်မယ် online money game တခုအကြောင်းလေးကိုဒီနေ့ video ထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်ဒီ game လေးကတော့ကလေးရောလူကြီးပါအလွယ်တကူဆော့လို့ရတဲ့ game လေးလည်းဖြစ်ပါတယ်ဆိုတော့ဒီ game ကနေပြီးတော့ပတ်စံဘယ်လိုရတာလဲပြီးတော့ရလာတဲ့ပတ်စံတွေကိုဘယ်လိုပြန်ထောက်အောင်မလဲဆိုတာတွေကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်လို့ video လေးကိုမကြော်ဘဲနဲ့အဆုံးထိကြည့်ပေးကြပါဗျ Okay ဒါဆိုကျွန်တော်တို့ video စလိုက်အောင် ကျွန်တော်ဂိမ်းဆော့ပြီးဘက်ဆိုင်ရှာဖို့အတွက်ပထမဆုံးအနေနဲ့ Play Store တွေကိုသွားပါ Play Store တွေကိုရောက်ပြီးဆိုရင်ဆက်ပါမှာ T A C D I C A L ticket T H R O W ticket draw ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါဒါဆိုရင်တော့သူက application တွေကြာလာပါလိမ့်မယ်အဲ့ထဲကနေမှကျွန်တော်ဒီအပြာရောင်ပုံစံ application ကို download ဆွဲပေးရမှာဖြစ်ပါတယ်ဒီ app ကတော့ကျွန်တော်တို့ link မရှိရတဲ့အတွက် Play Store ရကနေပြီးတော့ဒီ service ကိုမှန်ကန်ကိုရိုက်ပြီးတော့ download ဆွဲပေးရမှာဖြစ်ပါတယ်ဒီ game လေးကတော့အသေးထွက်တာတော့မကြသေးရတဲ့အတွက် အခုချိန်မှာတော့အပေးတော့ရက်ရောနေပါတယ်နောက်ပိုင်းနေကြရင်တော့အပေးနေသွားနိုင်ခြင်းရှိပါတယ်ကျောင်းဂိမ်းကိုဒေါင်းလုဒ်ဆွဲပြီးရင်တော့ဂိမ်းနဲ့ဝင်လိုက်ပါဒီဂိမ်းဆော့ဖို့နဲ့ပတ်စံရှာဖို့အတွက်ဆိုရင်တော့ VPN လိုအပ်ပါတယ် VPN ကိုတော့ဂျန်ဂျန် VPN တော့ရင်အဆင်ပြေပါတယ်ကျောင်းဆော့ရမယ်ဂိမ်းမုန်ဆန်လေးကတော့ လွှဲပါတယ်ဒါငငယ်တုန်းကစောခဲ့တဲ့ပုံစံလေးပါပဲကျောင်းဒီမှာဆိုရင်လဲနေတဲ့ခါလေးကိုဘောပင်နဲ့စိုက်ပြီးရောခွဲပေးရတာဖြစ်ပါတယ်ကျွန်တော်လဲနေတဲ့ခါလေး꿰သွားပြီဆိုရင်တော့ဂင်ရလဲပဲအောင်းသွားပါပြီနောက်တစ်ဆင့်ကိုရောက်ပါပြီပတ်စံရဖို့အတွက်ကဘယ်လိုရတာလဲဆိုတော့ကျွန်တော်ဂိမ်းတစ်ပွဲနိုင်သွားပြီဆိုရင်ဒီလိုပုံစံလေးပေါ်လာပါလိမ့်မယ်ပတ်စံရဖို့အတွက်ဆိုရင်တော့ကျွန်တော်ဒီအပေါ်ကအဝိုင်းအောင်စာတန်းလေးနဲ့ကလိန်းဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူကကြောညာ ပြပါလိမ့်မယ်ကျွန်တော်တို့ကဒီကြောညာကိုပြီးအောင်ကြည့်ပြရမှာပါဒီကြောညာကိုပြီးအောင်ကြည့်ရဆိုရင်တော့ဒီဂိမ်းရဲ့ point တွေကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီဂိမ်းကနေပြီးတော့ပတ်ဆိုင်ရှာဖို့အတွက်ဆိုရင်တော့အရေးကြီးတာကကျွန်တော်တို့ဒီအပေါ်မှာရှိနေတဲ့ point တွေကိုစုရမှာဖြစ်ပါတယ်ကျောင်းဒီအောင်မှာဆိုရင်လည်းခဲချစ်ပြီးတော့ point တွေစုရတဲ့ခါလေးလည်းရှိပါတယ်ဒါကတော့၅ကြိမ်ရပါတယ်ခဲချစ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ open ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူကကြော်ညာပြပါလိမ့်မယ်အဲကြော်ညာကိုပြီးအောင်ကြည့်ရဆိုရင်တော့ကျွန်တော်တို့ဒီမှာခဲချစ်လို့ရပါပြီ ြီးရင်ဒီမှာကျွန်တော် spring ရှိပါအောင်မယ်ဒီ spring ရလည်းအတူတူပါပဲ၅ချိန်ပေးပါတယ်ကျွန်တော်ဒီ spring လှည့်မယ်ဆိုရင်တော့ကြောညာကြည့်ပေးရပါမယ်ကျွန်တော် spring ဆိုတော့နှိမ့်လိုက်တယ်ဆိုရင်သူကကြောညာပြပါမယ်အဲ့ကြောညာကိုကြည့်ပြီးရဲ့ဆိုရင်ကျွန်တော် spring လဲပါလိမ့်မယ်ဒီ spring လဲတဲ့အခါမှာကျွန်တော်ဒီ gain ရဲ့ point တွေကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီ gain လေးကကြောညာအများစု ကြည့်ပေးရတာဖြစ်တဲ့အတွက် wifi သမားတွေပဲဒီ gain လေးကိုစောဖို့အတွက်အကြံပေးခြင်းပါတယ်ဗျာ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ game လေးရဲ့သဘောတရားကိုအားလုံးနားလည်မယ်လို့ ထင်ပါတယ်ဗျဒါစင်းတော့ကျွန်တော်ဒီ game နဲ့ကနေပြီးတော့ပတ်စံဘလို့ပြန်ထောက်ရမလဲဆိုတဲ့အပိုင်းလေးကိုဆက်ပြီးပြပြပေးပါမယ်ကျွန်တော်ဒီ game နဲ့ကနေပတ်စံထောက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့မာဒီလို့ diamond point လေးတွေရှိထားဖို့တော့လိုအပ်ပါတယ်ငွေထောက်ဖို့အတွက်ဆိုရင်တော့သူ့ရဲ့ဘေးနန်းလေးမှာ cash out ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါကတော့ကျွန်တော်တို့ငွေထောက်ရမယ့်နေရာပဲဖြစ်ပါတယ်ကျွန်တော်ငွေထုတ်တဲ့အခါမှာဆိုရင် PayPal အကောင့်တွေပဲထုတ်လို့ရရှိမှာဖြစ်ပါတယ်အနည်းဆုံး1ဒေါ်လာကနေစပြီးထုတ်လို့ရပါတယ်1ဒေါ်လာကိုကျွန်တော်တို့ဒီ Diamond Point ကတော့ 2000ပဲကျတင်มาဖြစ်ပါတယ်ကျောင်းတော့မှဒိုင်မွန်2000ရှိရယ်ဆိုရင်တော့1ဒေါ်လာစပြီးထုတ်လို့ရပါပြီဒီတဲ့ကနေဝယ်ထုတ်မယ်ဆိုရင်တော့ PayPal only ပဲထုတ်လို့ရပါမယ်ကျွန်တော်မှဆိုရင်တော့ point ကတော့800ကျော်တော့ရနေပါပြီဒီ800ကျော်လည်းကျွန်တော်တရက်သေးစုပ်ပြီးတော့ရလာတဲ့ point တွေပဲဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်ဒီ game နဲ့ပတ်သက်ပြီးတော့ဂိမ်းစုံနီလေးရဲ့ငွေထုံနီလေးရဲ့ကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်ဗျ။ဒီ game လေးကပေါ်တာမကြသေးတဲ့အတွက်အခုချိန်မှာတော့အပေးကျန်းနေပါသေးတယ်။ ကျောင်းဒီကင်းကနေငွေထုံးမယ်ဆိုရင်တော့ဘေးဘဲအောက်ရှိမှာထုံလို့ရမှာဖြစ်ပါတယ်ဗျ။ကျောင်းဒီဂိမ်းလေးနဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဇုံးတိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ